powerful 6.2 magnitude earthquake တူရကီစီးရီးယားငလျင်ကြောင်းတည်ဆုံးသူလူဦးရေဟာ2000ကျော်အထိတိုးလာခဲ့ပါတယ်။တူရကီနဲ့စီးရီးယားနယ်စပ်ဒေသမှာတနင်္လာနေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်းအပြင်းငလျင်ကြောင်းတည်ဆုံးသူဦးရေဟာယခုချိန်ထိဆိုလို့ရှိရင်တော့လူပေါင်း2000ကျော်အထိရှိနေပြီပဲဖြစ်ပါတယ်။ကဲဒါကြီးလို့သားတွေကလည်းပစ္စည်းကိရိယာကောင်းကောင်းမပါဘဲနဲ့တွေ့ကြပျက်စီးနေတဲ့စောင့်ဝင်တွေကြားကအသက်ရှင်ကျန်ရည်သူတွေကိုအချိန်လူပြီးတော့စူးစမ်းရှာဖွေနေကြဆဲပါပဲတူရကီအစိုးရဆိုရင်တော့တဘာဝဘေးဒဏ်ဆိုင်ရာစီမံခန့်ခွဲတဲ့ အဖွဲ့တွေကိုကယ်ဆယ်ရေးလှုပ်သားတသိန်းတထောင်လောက်အပါအဝင်ထွန်ဆက်တွေကရင်းကားတွေဘူဒိုဇာတွေဒူးဖော်ရေးဆိုင်ရာရင်းအစင်းပေါင်း9500လောက်ငလင်တန်သင့်ဒေတာကိုပို့ပေးထားတယ်လို့တော့ပြောပါတယ်တူရကီသမရဟာလည်းတူရကီနဲ့စီးရီးယားနယ်စပ်ဒေတာနဲ့ငလင်ဘူဂျန်နာကမြို့ကလေးများကိုလည်းတွားရောက်ကြည့်ရှုနေတာပဲဖြစ်ပါတယ် တင်အား7.2ရှိတဲ့တနင်္လာနေ့ငလင်တန်သိမ့်ဒေသအတွက်အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှုတွေမှာလည်းကြုံနေရတဲ့ပြဿနာတွေကိုပျောက်ဆုံးနေတဲ့သူတွေကိုရှာဖွေနေကြတဲ့ကြံ့ရင်းသူတွေရဲ့စိတ်ပျက်မှုတွေကိုပါတူရကီသမ္မတကမြင်တွေ့ခဲ့ရပြီးတဲ့နောက်မှာတော့ဒီလောက်ကြီးမားတဲ့သဘာဝဘေးအတွက်ကြိုတင်ပြင်ဆင်မှုမလုပ်နိုင်ခဲ့ပေမဲ့လည်းသူ့နိုင်ငံသားအလုံးကိုပြစ်ထားမှာမဟုတ်ကြောင်းကိုလည်းပြောဆိုခဲ့ပါတယ်။ဟာတီးပြည်နယ်မှာတဲ့ငလင်ကြောင့်တည်ဆုံရသူဦးရေဟာ3300ကျော်ရှိနေပြီပဲဖြစ်ပါတယ်။တူရကီနိုင်ငံမှာဆိုရင်တော့လူဦးရေပေါင်း 19000ကျော်အထိတည်ဆုံခဲ့ရတယ်လို့ဒဏ်ရာရသူတွေအရဆိုရင်တော့6300လောက်ရှိနေတယ်လို့တူရကီဆိုရအာနာပိုင်တွေကပြောကြားပါတယ်။စီးရီးယားဘက်မှာတော့တည်ဆုံသူက3000ရှိနေတယ်လို့စီးရီးယားအစိုးရနဲ့ကူညီကယ်ဆယ်ရေးတွေကပြောကြားပါတယ်။ Emergency services are on alert. Power disruptions and minor fires were reported. အခုကြုံနေရတဲ့ငလျင်ဟာဂျပန်နိုင်ငံမှာ2017တုန်းကငလျင်နဲ့ဆူနာမီရေလိုင်းတန်ခံခဲ့ရတဲ့လူပေါင်း2000နီးပါးတေဆုံးခဲ့ရတဲ့ဖြစ်စဉ်ပြီးကလေးကကမ္ဘာမှာအတိအပြောင်အများဆုံးဖြစ်ရတဲ့ခုလေးဖြစ်ပါတယ်။တူရကီတမရကတော့နိုင်ငံတော်အောက်မေးဖွယ်နေ့အဖြစ်9ရက်ပြုလုပ်သွားမှာဖြစ်ကြောင်းနဲ့ငလျင်တန်တဲ့ပြည်နယ်10ခုအတွက်အရေးပေါ်အခြေအနေ3လကြေညာထားပါတယ်။ ဟုတ်ကဲ့ပါခင်ဗျာဒီသတင်းကတော့တူရကီနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလျင်သတင်းမှာနောက်ဆုံးရသတင်းပဲဖြစ်ပါတယ်။နောက်ထပ်မှာလည်းတူရကီနိုင်ငံမှာလှုပ်ခတ်သွားတဲ့ငလျင်သတင်းနဲ့ပတ်သက်ပြီးတော့ update သတင်းတွေတည်ရလို့ရှိရင်ထပ်မံပြီးတော့ကျွန်တော်တို့ channel ကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။နောက်ပြီးတော့ကျွန်တော်တို့ channel ကတင်ပေးတဲ့သတင်းဗီဒီယိုတွေကသူများတွေထက်နောက်ကျကောင်းနောက်ကျလိမ့်မယ်။ဒါပေမဲ့ဘယ်တော့မှအမှားယွင်းဗီဒီယ အစစ်အမှန်အာတည်င်းဗီဒီယိုဖြစ်အောင်ကျွန်တော်တို့စီစစ်ပြီးတော့မှတင်ပေးတယ်ဗောနော်သူများလို့ပောက်ကရပောက်ပန်လေးတွေကျွန်တော်တို့ဖြစ်ဖြစ်ကလေးတန်းရှောက်မတင်ပါဘူးဒါကြောင့်မလို့ကျွန်တော်တို့ channel ရဲ့တည်င်းအမှန်နဲ့ဗီဒီယိုအစစ်အမှန်တွေကိုကြည့်ချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ channel လေးကိုအမြဲတမ်းကြည့်လို့ရအောင်ဗီဒီယိုလေးကိုအမြဲတမ်းကြည့်လို့ရအောင်ဗောနော် channel လေးကို subscribe လေးလုပ်ပြီးတော့ဗီနာ notification လေးကိုယူထားပါဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ channel ရဲ့တင်သမျှဗီဒီယိုအစ်တိုင်းအာ update ပေါ့เนาะအမြင်နဲ့သိနေမှာဖြစ်ပါလိမ့်ခင်ဗျာ တူရကီနိုင်ငံသူနိုင်ငံသားတွေလည်းအမြန်ဆုံးဘေးအန္တရာယ်ကင်းရှင်းကြပြီးတော့အသက်တန်အန္တရာယ်ကင်းရှင်းကြပါသည်လို့ဆုမွန်ကောင်းတောင်းပန်လိုက်ပါတယ်နော်